ဆိုင်ကယ်မောင်းနေအောက်တရားထိုင်နေတာကိုတွေ့လိုက်ရမယ်အဲ့ဒီဘောကိုဖြတ်ကျော်ပြီးသွားတဲ့နောက်မှာလက်ထိတ်ကိုရောက်တဲ့အခါအဲ့ဒီဘောကိုပဲမိတ်ဆွေနေနဲ့နောက်တစ်ကြိမ်ထပ်ပြီးတော့မိတ်ဆွေရဲ့ရှေ့မှာတွေ့လိုက်ရမယ်ဆိုရင်ဘယ်လိုလုပ်မလဲ မင်္ဂလာပါ Darwin Studio Channel ကကြိုဆိုပါတယ်ဒီနေ့ပါတော့ကျွန်တော်ရဲ့ Channel မှာမြို့ပြင်ကလမ်းချင်းလေးတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုအကြောင်းကိုပြောပြပေးပါမယ်အဆုံးထိနားထောင်ပြီးမှတ်ချက်တွေမှာမိတ်ဆွေတွေထင်မြင်ချက်တွေကိုလည်းကြီးသွားပေးကြပါအောင်နော်ဒီဖြစ်ရပ်ကလွန်ခဲ့တဲ့နှစ်အနည်းငယ်ကဖြစ်ပွားခဲ့တာပါမြို့ပြင်ကလမ်းချင်းလေးတစ်ခုမှာ မြောက်ဘက်ဆိုပဖောက်ကိုတယောက်ကိုလူတွေမကြာခဏတွေ့မြင်ရတယ်လို့ဒေသခံတွေကပြောကြပါတယ်။အဲ့ဒီဘွားကမဲမဲညင်းညင်းနဲ့အဝိစားအဟောင်းတွေကိုဝတ်ထားပြီးသူမရဲ့သပင်ဖြူတွေကိုဖားလျားချပြီးဒန်းဘေးကတစ်ပင်ရိတ်ထဲမှာတိတ်ဆိတ်စွာထိုင်နေတက်ပါတယ်။လက်ထဲမှာလည်းဘာမှမသိတဲ့အရာတစ်ခုကိုကင်ထားကပါဇက်ကတီတိုးရေရွနေတတ်တယ်တဲ့ သူမရဲ့တန်ကလေနဲ့ရောထွေးပြီးနားထောင်တူတိုင်းကိုထိတ်လန့်စေတယ်လို့ဆိုကြပါတယ်ဒီကြောင်းကိုကျွန်တော်ရဲ့ channel မှာအောင်မင်းဆိုတဲ့ကောင်းပိုင်ရှင်ကိုတယောက်ကဒါပြီးဝင်မြပေးရတာဖြစ်ပါတယ်အောင်မင်းရဲ့ရင်းနဲ့သူတယောက်ဖြစ်ပြီးဒီလိုတရေပုံမြင်တွေကိုသိမ့်မယုံတတ်ပါဘူးတညမှာသူတငယ်ချင်းတွေနဲ့ဒီလမ်းချင်းเจ้าကိုစကားစစမိကြပါတယ်ဟိတ်ကောင်တွေ အဲ့ဒီလမ်းကျင်းကဘောအကြောင်းပြောနေကြတာတကယ်လားကွာငါကတော့သိမယုံဘူးကွာဒီညာအဲ့ဒီလမ်းကိုဆိုင်ကနေဖြတ်မောင်းကြည့်မယ်ဒီချိန်မှာအောင်မင်းရဲ့တကယ်ချင်းကိုလာက အောင်မင်းမင်းမယူနဲ့ဟောအဲ့ဒီလမ်းကိုညာဘက်ဆိုဘယ်သူမှမဖြတ်ရဲဘူးနော်တကယ်လို့အဲ့ဒီဘောကို တွေးလိုက်ရင်ဘယ်လိုလုပ်မလဲအောင်မင်းနေနေတော့လုံးဝမယုံကြည်ခဲ့ပါဘူးပေါ့ပေါ့တန်တန်ပဲသဘောထားကာ ဟာဟာဟာဘလို့လုံးမလဲငါကတော့တေးဝဉ္ဉ်ဆိုတာကိုမယုံဘူးကွမင်းတို့စောင့်ကြည့်တာမနှက်ဖြန်လာပြီးဘာမှမဖြစ်ခဲ့ဘူးလို့ငါပြောပြမယ်ဒီလိုနဲ့အောင်မင်းတယောက်ညာလေကြော်ချိန်မှာသူ့ရဲ့ဆိုင်ကယ်ကို မောင်းပြီးအဲ့ဒီလမ်းကျင်းတဲ့ကို ဝင်သွားခဲ့ပါလေလမ်းမှာဘသူမှမရှိလင်းကြီးလေးတစ်ချက်ကလွင် အရာအလုံးတိတ်ဆိတ်နေခဲ့ပါလေ သူ့ဆိုင်ကရဲ့မီးအောင်နဲ့ရှေ့ကိုကြည့်ရင်လမ်းတဝက်လောက်ရောက်တဲ့အခါသူ့မျက်လုံးနဲ့ထူးဆန်းတဲ့ပုံရိပ်တစ်ခုဖြတ်သွားတာကိုခံစားလိုက်ရတယ်။လမ်းဘေးကတစ်ပင်ရိပ်အောက်မှာအဖောက်တယောက်ထိုင်နေတာကိုတွေ့လိုက်တယ်။သူမရဲ့သပင်းဖြူတွေကလေထဲမှာလွင့်နေပြီးလက်ထဲမှာပါမမသိတဲ့အရာတစ်ခုကိုကင်ထားပါတယ်။အောင်မင်းရဲ့နှလုံးခုန်တာကတဒိန်ဒိန်နဲ့မြည်လာပေမဲ့သူ့ကိုယ်သူအာတင်းပြီး ဆက်မောင်းခဲ့တယ်။အောင်မင်းတယောက်ထဲအာတင်သူ့ဖက်သူဆက်မောင်းခဲ့ပါတယ်။အေးစိပါကွာ။ဒါတာမန်ဖွားကြီးတယောက်ပဲဖြစ်မယ်။ဘာမှကြောက်စရာမရှိပါဘူး။ဒါပေမဲ့သူအဲ့ဒီဖွားကိုဖြတ်မောင်းပြီးမကြခင်မှာပဲလက်ထိတ်မှာထူးဆန်းတဲ့မြေခွင်းတစ်ခုကိုတွေ့လိုက်ရတယ်။အဲ့ဒီဖွားကသူ့ရှိမှာထပ်ပေါ်လာပြီးလမ်းမလေမှာ မှတ်တက်ချက်နေတယ်။သူမရဲ့မျက်လုံးတွေကမျက်စံမရှိဘူးဆိုတာအောင်မင်းသတိထားလိုက်မိတယ်။အောင်မင်းကိုစူးရှစွာစိုက်ကြည့်နေတယ်။အောင်မင်းထိတ်လန့်သွားခဲ့တယ်။ဘာဘာလဲဟာဘလို့လို့ဒီကိုရောက်နေတာလေမဖြစ်နိုင်ဘူးလေ။သူဆိုင်ကိုချိန်တင်ပြီးအဲ့ဒီဖွားကိုဖြတ်ကျော်ဖို့ကြိုးစားတယ်။ဒါပေမဲ့ language တစ်ခုကိုရောက်တဲ့အခါအဲ့ဒီဖွားက ထပ်ပေါ်လာပြီးဒီတခါတော့သူ့ဆိုင်ရဲ့ရှေ့မှာလမ်းပိတ်ထားတယ်။ဒီမရဲ့မျက်နှာကပုံမိုနီးကပ်လာပြီးတီတူအတန်နဲ့ရေရွတ်နေတဲ့စကားတွေကိုပေါင်းမင်းကြားလိုက်ရတယ်။အဖေါ်ကမတော်နဲ့ဒီကြားကမရလဲမဟုတ်ဘူး။အဲ့ဒီခါအောင်မင်းရဲ့ဆိုင်ကရုတ်တရက်ရက်သွားပြီးအင်ဂျင်လဲမလဲတော့ဘူး။ သူ့ရဲ့ဆိုင်ကယ်ရှေ့မီကလည်းလုံးဝကိုမီးမလင်းတော့ပါဘူးအောင်မဲထိတ်လန့်လာပြီးသူ့ပြက်ခါအတကုံပြေးပါတော့တယ်သူ့နောက်ကဒီတိုးရေရိုးတန်တွေကလိုက်လာနေသလိုလဲခံစားရပါရဲ့လေထဲမှာအေးဆက်ဆက်ရိတ်တစ်ခုက သူ့ကိုလှမ်းကြည့်နေသလိုလဲခံစားရတယ်နောက်တနေ့မနက်မှာအောင်မဲတငယ်ချင်းတွေစီရောက်လာတဲ့အခါသူ့မျက်နှာကဖြူဖြော့နေပြီး သွေးမရှိတဲ့ပုံစံထိတ်လန့်နေတဲ့ပုံစံပေါ်နေပါတယ်။ကိုလသတိထားမိသွားတယ်။ဟဲ့အောင်မင်းမင်းဘာဖြစ်လာတာလဲမျက်နှာကဘာလို့ဖြူဖြော့နေရလဲအဲ့ဒီလမ်းထဲမှာတကယ်ပဲတခုခုတွေးခဲ့တာလားအောင်မင်းတုံတုံကြီးနဲ့ပြန်ပြောတယ်ငါအာငါအဲ့ဒီဖောက်ကိုတွေးခဲ့တယ်ကွသူတနေရာထဲမှာမဟုတ်ဘူးငါရှေ့မှာထက်ခါထက်ခါနဲ့ပေါ်လာတယ်သူ့မျက်လုံးတွေက လို့ပြောရမှန်းတော့မသိဘူးကွာ။ဘာကိုမသွားဖို့ပြောနေတယ်လို့လို့ပဲ။အောင်မင်းရဲ့စကားကိုကြားတဲ့အခါမှာ ကိုလကငါပြောတာပဲအဲ့ဒီလမ်းကမသိတော့ပါဘူးလို့ဒေသခံတွေပြောတာမှန်ပါဘူးပဲ။အဲ့ဒီဖွားကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအဲ့ဒီလမ်းမှာမတော်တဆမှုနဲ့ဆုံးပါသွားတဲ့အမျိုးသမီးတယောက်ရဲ့ဝိညာဉ်ဖြစ်နိုင်တယ်လို့ဆိုတယ်လေ။ဒေသခံတွေပြောပြချက်အရတော့အဲ့ဒီဖွားဟာနှစ်ပေါင်းများစွာက ကားတိုင်မှုတစ်ခုမှာစုံပါသွားခဲ့တယ်လို့ပြောကြတယ်ကွ။သူမရဲ့ဝိညာဉ်ဟာအဲ့ဒီလမ်းမှာပိတ်မိနေပြီးညဘက်ဆိုလမ်းသွားလမ်းလာတွေကိုပေါ်လာပြီးခြောက်လန့်နေတယ်လို့ပြောကြတယ်။တချို့ကတော့သူမဟာသူမရဲ့တေဆုံးမှုနဲ့ပတ်သက်ပြီးတရားမျှတမှုကို ရှာနေတယ်လို့ပြောကြတယ်။အဲ့ဒီလမ်းချင်းလေးကိုယခုချိန်ထိဘယ်သူမှဖြတ်မသွားရကြတော့ပါဘူး။ အောင်မင်းလဲအပါဝင်ဖြစ်ပါတယ်။အောင်မင်းလဲအဲ့ဒီဖြစ်ရကြောင့်တရေတစီပရာလောကတွေကိုယုံကြည်လာခဲ့ပြီးအဲ့ဒီလမ်းကိုပေတော့မှထမဖြတ်တော့ဘူးလို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီအကြောင်းအရာလေးကတော့အောင်မင်းဆိုတဲ့ account function လေးကကျွန်တော်တို့ရဲ့ channel ကိုလာပြီးဝေမျှတာတွေအတွေ့အကြုံတွေဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ရောအဲ့ဒီလိုလမ်းကျင်းလေးတွေကြောင်းမှာကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံမျိုးတွေရှိခဲ့ဘူးလား။ ဒါမှမဟုတ်အခြားထူးဆန်းတဲ့ကြားရတွေကြုံတွေ့ခဲ့ဘူးလို့ရှိရင်လေကျော်တို့ရဲ့ channel လေးမှာလာရောက်ဝေမျှလို့ရပါတယ်။ comment မှာလည်းမိတ်ဆွေတို့ရဲ့အကြောင်းလေးတွေကိုဝေမျှပေးခဲ့ကြပါအောင်နော်။အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ရဲ့နောက်ဗီဒီယိုတွေမှာဆက်လက်ပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကိုလည်း like and subscribe လေးလုပ်သွားပေးကြဖို့မမေ့ကြပါနဲ့နော်။